ဝါရဏပြုတယ်ဆိုတဲ့အဓိပ္ပာယ်လေးကတော့ပဝါရဏဖိတ်ကြတဲ့ပွဲတစ်ခုပဲဘယ်လိုဖိတ်ကြလဲသံဃံပန်ဒီပဝါရိမိအရှင်ဖျားတို့တပည့်တော်ဒီသံဃာကိုဖိတ်ကြပါတယ်ဒီဒေနာဝတုဒေနာဝပရိသင်္ကယဝါမြင်တော်၎င်းကြားတော်၎င်းယုံမတန်တရားရှိတော်၎င်းဝဋ္ဌံတုမအာတမန်တော်အနုကံပါဥပါဒါယတပည့်တော်ကိုအစဉ်တနာစောင့်ရှောက်ရှိတော်မူတဲ့အနေဖြင့် မြင်တော်၎င်းကြားတော်၎င်းတန်တရားရှိတော်၎င်းတပည့်တော်ကိုစွန့်ဆုံးမှာတော်မူကြပါဆိုပြီးဒီလိုဖိတ်ပတ္တန်တော်ပฏิဂိဋ္တံမိအရှင်ဘုရားတို့ကတပည့်တော်ကိုမြည်၍တော်၎င်းကြား၍တော်၎င်းတန်တရားရှိ၍တော်၎င်းစွန့်ဆုံးမှာဖြစ်ရင်လည်းတပည့်တော်ကတပည့်တော်ရဲ့အဖြစ်တွေကိုမြင်ခဲ့ရင်လိုက်လာပါမယ်လို့ဒီလိုတူးနဲ့တူးတပန်းနဲ့တပန်းဖိတ်ကြားတဲ့ပွဲပဲအဲ့ဒီလိုဖိတ်ကြားတဲ့ပွဲကိုပောရဏပွဲလို့ခေါ်ပါတယ်ဒါတရင်တို့လက်ပြည့်နေမှာပြုမြဲဓမ္မတာပဲ တဲ့ကျေလက်ပြနေမှာပြုမြတ်ဓမ္မတာဆိုတာကတော့ပုရိမဝါကတ်တဲ့ယဟန်တော်များအတွက်ပြောတာပါသိစီမဝါကတ်တဲ့ယဟန်တော်များအတွက်ဒုတိယဝါကတ်တဲ့ယဟန်တော်များဖြစ်ခဲ့ရင်တော့ဇံဘုံလက်ပြကြမှာဝါရဏပြုရတယ်